ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်ကြီးတွေလည်းမှန်တယ်ထိတ်တွေလည်းမှန်တယ်ဗောနော်ကြီးရဆိုလဲကျွန်တော်တို့ထိတ်ကဆိုလဲကျွန်တော်တို့၈ထိတ်၈၁ဆိုပြီးကြာတယ်နော်နောက်တကကြီးရလည်း၈၈တလုံးထိပြီးတော့ကျွန်တော်တို့အောင်ခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီမှာဘာဘာဖောင်းဖြစ်ဆိုတော့ဒီ break ကကျွန်တော်ဖောင်းဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်မနေ့ကပေးခဲ့2049ဆို ပရိမာတော့ကျွန်တော်တို့ဒီနှစ်ခွန်လေးခွန်နဲ့ကတ်လိုက်မိရင်တော့ကောင်းတော့ဗောနော်နှစ်ခွန်လေးခွန်နဲ့မကတ်လိုက်မိဘူးကျွန်တော်တို့မကတ်လိုက်မယ်နဲ့ဒီကြီးနဲ့ဒီကောင်နဲ့သွားကတ်လိုက်တဲ့အခါမှာကျွန်တော်တို့ဖောင်းဖြစ်သွားတာဗောနော်အဲ့မှာတော့ကျွန်တော်တို့မနေ့ကပေးတဲ့ကြီးရတော့ဟိုဘရိတ်ကတော့ကျွန်တော်ကိုဘရိတ်ဆိုအောင်ခဲ့တယ်ဗောနော်ဒါမဲ့ကျွန်တော်တို့အောင်မြင်မှုမရခဲ့ဘူးဗောနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့တော့ကျွန်တော်20တိုလေးနဲ့ပဲကျွန်တော်သွားမယ်ဗျနော်ဘာဖြစ်လို့လဲဆိုကျွန်တော်လည်းအချိန်တိတ်မရဘူးနော် အဲ့ဒါကြောင့်ကျွန်တော်တို့အတူလေးနဲ့ပဲသွားလိုက်မယ်အဲ့မှာကျွန်တော်ဘယ်ကစမလဲဆို6 5 2 6ကစမယ်ဗျက6 5 2 6 3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  ဘလိုလေးတွေ့မလဲဆိုဒါလေးရ20ဟောင်းလေးတွေပါပဲเนาะအမြဲတမ်းမှန်လာတဲ့နီးတွေပါဒါမဲ့ပြက်ပင်လေးတွေကြားလိုက်အောင်မရှိပါဆိုရှိပါရှိတာကိုလည်းကျွန်တော်ပေါင်းထက်တွေ့ပြပါမယ်เนาะအဲ့မှာကျွန်တော်တို့ဒီ9ရဲ့တဲ့ဒီတက်ကပေါင်း6 6နဲ့6နဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်နှစ်ရဲ့နှစ်ခက်က၄၄ရဲ့ပါဝါကို2 4 9ဆိုတော့ကြီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ကဘာထွက်သွားတဲ့ဆိုရဲခါကြတော့3ည9တဲ့3ည9မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6 6မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျာ ကဲနောက်တစ်ပြင်းထပ်တွက်ပါမယ်ခွန်2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်3ရဲ့2ကပေါင်းတော့9 9နဲ့ခွန်နဲ့ပေါင်းတော့2ပါတဲ့နော်2 နေ့ရက်နှစ်ခါက၄၄ရက်ပါပါကိုနှစ်၄ကိုဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ကို၅တဲ့ကို၅မှာကိုတလုံးထီပြီးအောင်ခဲ့ပါတယ်၃နှစ်တဲ့၃နှစ်မှာလည်းနှစ်တလုံးထီပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့အဲ့ဒီလိုကျွန်တော်တို့ရှေ့မှာလည်းအောင်ခဲ့တာအများကြီးရှိရနော်ကျွန်တော်ချိန်များလို့တိတ်မတွေ့တော့ဘူးဒီလိုပဲပြက်ထားရလည်းရှိတယ်အောင်နိုင်လည်းရှိတယ်ဗောနော်ဒါပေမဲ့ပြက်ပင်မဲ့ ျွန်တော်တို့အပြင်အများကြီးကြမှာပြတ်ထားမျိုးရှိတာပါเนาะကဲအဲ့တော့ဒီမှာကျွန်တော်တို့အဲ့ဒါပြီးသွားတဲ့ခါမှာကျွန်တော်တို့ပြတ်သွားတယ်ဗျပြတ်ထားတော့ပါကျွန်တော်ထည့်ပြတယ်เนาะမပြတ်မပြတ်ထားလေးပဲကွက်မပြရင်ဟုတ်လားအဲ့တော့ဒီမှာ3ည3 6 6တိတဲ့ခွန်ရှိ4တိ4တိ4 2 6 8လေနှစ်6ရှိဆိုရပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့ပေါင် ခွန် connection နဲ့ပေါင်းတော့9ပါတဲ့9ရဲ့နှစ်ခက်က3 3ရဲ့ power ရှင်း9 3ရှိဆိုရကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့9 3ရှိဆိုရကီရမယ်ထွက်ဖက်နဲ့ဘာကြီးထွက်သွားတယ်ဆိုရကကြတော့2 6၃ညာ၄ဆိုပြီးဒီလိုမျိုးထွက်တာအတွက်ဒီပြင်မှာကျွန်တော်တို့ဖောင်းဖြစ်ပြီးပြက်ခဲ့ပါတယ်အမျိုးတို့အဲအဲ့ဒါဆိုရင်အဲ့လိုပြက်သွားတဲ့20ညာဘာဖြစ်လို့ဆက်သုံးတယ်လဲဆိုရင်ကျွန်တော်တို့အောင်ဆက်ပြီးအောင်ပြန်အောင်လာလို့ကျွန်တော်တို့သုံးခြင်းပဲဖြစ်ပါတယ်1 3ညာ9 3 1 3ညာ9 3 ကိုနှစ်တခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ညနဲ့6နဲ့ပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့3 3 3ရဲ့နှစ်ခက်က9 9ရဲ့ပါပါ3ည3 5 3ညဆိုတော့ကြီးဆုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်ပြန်ရောမှန်ရလားပြန်ရောထွက်ရလားကြည့်ရအောင်အဲ့မှာကျွန်တော်မနေ့ပိုင်းမှာပါထွက်သွားတဲ့ဆိုတဲ့ခါကျတော့6ရှိတယ်မအောင်ပါဘူးဗျာ နောက်ကညနေပိုင်းမှာတော့တစ်3ဆိုပြီး3 3ထိပြီးပြန်လဲအောင်မြင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျ။โอเคနောက်တစ်ပြုံးတွက်ပါမယ်ေ3 6 3 9 3 6 9 3 6 3 9 6 8 3 9 6 8ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါကိုတွက်မယ်ဆိုရင်3နဲ့3နဲ့ပေါင်းတော့6 6နဲ့ရှင်းနဲ့ပေါင်းတော့ လေးပါတဲ့လေးရက်နှစ်ခါကနှစ်နှစ်ရပါဝါခွန်လေးနှစ်ခွန်ဆိုတော့ဂီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ခွန်လေးတဲ့ခွန်လေးတဲ့အဲ့မှာခွန်ရောလေးရောကျွန်တော်တို့ထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်395တဲ့395မှာတော့ကျွန်တော်တို့မအောင်ပါဘူးရနော်နောက်တစ်ပြောင်းတက်ပါမယ်339 339 ုံးသုံးညပြီးတော့ဒီပင်မှာမထွက်ပါဘူးနောက်တစ်ခါ၄3ည6ည3ည6ည3ည3ည2ည2ဆိုပြီးတော့ဒီပင်မှာတော့3ည blue ပြောင်းကစားသွားတယ်ပေါ့နော်အဲ့လိုထွက်တာပါလေအဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ည ਨੇ ဒီ6 ਨੇ ပေါင်းတော့6ဒီ1 ਨੇ ပေါင်းတော့3ည3ည2ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတော့ဂီ3လုံးဒီပင်မှာထွက်ရမယ်တကယ်စက်ကောမှန်ရဲ့လားကြည့်မယ်6ခွန်နဲ့6ခွန်မှာကျွန်တော်ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ် ကိုးနှစ်တဲ့ကိုးနှစ်မှာလည်းနှစ်တလုံးထိပြီးတော့ကျွန်တော်တို့ညာအောင်မနဲ့ကောထပ်အောင်တာကိုတွေ့ရမှာဖြစ်ပါလေဗျာเนาะအဲ့ဒီလိုမှန်တဲ့နီးမလို့ကျွန်တော်ပြန်တွေ့ချင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီပုံတို့နေ့အတွက်တွေ့လိုက်ရအောင်၄3 4 6 5 6တဲ့7 9 4 7 9 4ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင် 3နဲ့1နဲ့ပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8ပါတဲ့8 8ရဲ့နှစ်ခါက1 1ရဲ့ပါ6 8 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကထိတ်ကြီးလေးနဲ့ဘရိတ်ကလေးနဲ့ကျွန်တော်တို့နည်းနည်းလေးညှိနှိုင်းကြည့်လိုက်ကြအောင်ဗျာနော်ကီးထိတ်ကီးထိတ်ကတော့ဒီကနေ့ကျွန်တော်တို့မှန်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်အဲမင်းဖုန်းရဲ့ကီးထိတ်ကတော့ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်မြန်မာကီးထိတ်ကတော့353ဖြစ်ပါတယ်တဲ့353 သုံးဖြစ်ပါတယ်ခုနကီယိုယိုကကျွန်တော်တို့76ဖြစ်ပါတယ်တဲ့เนาะ76ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ကဒီနှစ်ခုမတူညီရဲ့အတွက်ကတ်ကစားမယ်ဆိုလည်းရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ break break ကတော့ဒီကနေ့ found ရှိပါတယ်9 3 2တဲ့เนาะအဲ့မှာကျွန်တော်9ခုက main break ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ break နဲ့ပဲထိနေကံမလား key နဲ့ break နဲ့ကံမလားဒီ၃မျိုးကတော့ကျွန်တော်တို့ change ဒီပေါ့ မတူညီဘူးဆိုတာကျွန်တော်တွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကီးနဲ့ကီးထိတ်နဲ့ကီးရိုးရိုးနဲ့မတူညီတာကိုကတ်မယ်ဆိုရင်ဒီ break ကလုံးဝမထီတော့ပါဘူး။အဲ့တော့ကျွန်တော်တို့ဒီ break နဲ့ဒီဒီကီးထိတ်နဲ့ဒီ break နဲ့ပဲကျွန်တော်တို့ကတ်ကစားလိုက်မယ်ဗျာနော်။အဲ့တော့၃ညကို၅ဖြစ်အောင်၃ည၅၃ညကိုခွန်ဖြစ်အောင်၃ည9 3ညကို3ညဖြစ်အောင်3ည3ည3ညကို2ဖြစ်အောင်3ည2နောက်တစ်ခါကျွန်တော်တို့9ကို9ဖြစ်အောင်9 3ည ငါးကိုခွန်ဖြစ်အောင်ငါးနှစ်ငါးကိုတုံရဖြစ်အောင်ငါးငါငါးကိုနှစ်ဖြစ်အောင်ငါးခွန်နောက်တစ်ခါကျွန်တော်တို့သုံးကိုငါးဖြစ်အောင်သုံးနှစ်သုံးကိုသုံးကိုခွန်ဖြစ်အောင်သုံးလေးသုံးကိုတုံရဖြစ်အောင်သုံးခွန်သုံးကိုနှစ်ဖြစ်အောင်သုံးကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါမယ်ရတဲ့အခါမှာကျွန်တော်တို့က main brake နဲ့ညီတာလေးတို့ဒီမှာကျွန်တော်တို့အရင်ဆုံးဆွဲထုတ်လိုက်မယ်ဗျာနော်ဆွဲထုတ်လိုက်မယ်ဆိုတာက main brake နဲ့ညီတာ5 brake ခွန် brake 5 brake ခွန် brake 5 brake ခွန် brake ဆိုတာခါမှာကျွန်တော်တို့ဒီ3ည5 3ည5ကတော့ဒီမှာ5 3ည5ပါထားရယ်နော်ဒါပေမဲ့ကျွန်တော်အားလုံးကိုထည့်ပြီးချစ်ပေးထားလိုက်ပါတယ်နော်အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဘာရှိသလဲဆိုတဲ့အခါကျတော့ မနေ့ညနေပိုင်း၉ထိတ်တယ်เนาะ၉ထိတ်လာရင်းနဲ့ကျွန်တော်တို့ကဘာရှိသလဲဆိုတော့၉ထိတ်အဲ့ဒါကျွန်တော်ကပြားယူထားတယ်လူကြီးတည်ရเนาะဒါကျွန်တော်ရရသက်ပံကတ်တွေထဲမှာယူထားတယ်ရရသက်ပံကတ်တွေရတယ်အခုပြီးခဲ့မနေ့ကဆိုလဲကျွန်တော်တို့မှန်တာပဲเนาะအခုဒီကနေ့လဲကျွန်တော်တို့ရရသက်ပံကီးထိတ်ကဟိုကတ်ထဲမှာပါတာက၉ထိတ်လာပြီးရင်းနဲ့၅၃၈ဆိုတဲ့ပရိဟာတဲ့၃ရက်အတွင်းမှာထွက်နိုင်ပါတယ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်က၅၃၈နဲ့ပတ်သက်တာဆိုရင်ကျွန်တော်က main ပရိဟာဖြစ်တယ် မိန်ပရိတ်လည်းဖြစ်တယ်ကျွန်တော်တို့ဟိုကဒီကောင်တွေလည်းညိတာက3ည5နော်3ည5 5 3ညပါပြီးတော့ဖြစ်တဲ့အတွက်မထက်တော့ဘူး3နှစ်နော်ဒီအားလုံးပရိတ်ဒီကောင်နဲ့ဒီကောင်နဲ့သွားညိတာဆိုရင်တော့ကျွန်တော်5ပရိတ်ပဲရှိတယ်နောက်က3ညပရိတ်ကိုတော့ယူမယ်ဆိုရင်တော့ရတယ်နော်3ညပရိတ်ယူမယ်ဆိုရင်တော့3ညဘူးတို့5ဘူးတို့နော်3ခွန်တို့ ဒါနဲ့ဒီမှာတုံညာပရိတ်လည်းရှိတယ်တုံညာပရိတ်ယူမယ်ဆိုအញ្ញံပရိတ်ပါထည့်ယူမယ်ဆိုရင်ကျွန်တော်တို့ကဘာရှိမလဲဆိုရင်တုံညာဘူး၅ဘူးဟောတကား၃ခွန်ပေါ့နော်၃ခွန်ဒီ၃ွက်ကျွန်တော်တို့အញ្ញံအနေနဲ့ထည့်လို့ရပါတယ်အဓိက main အနေနဲ့ကတော့ဒီ၂ွက်ပဲဖြစ်ပါတယ်နော်အကြိုက်တူမယ်ဆိုရင်တော့ယူပါအကြိုက်မတူဆိုရင်တော့မယူပါနဲ့ဒါကျွန်တော်ကြိုက်တာလေးကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်နော်ကျွန်တော်လည်းခုနပြောလို့ခါတိုင်းအများတိုင်းအများတိုင်းလည်းကျွန်တော်ထည့်ပြောပါရစေ။ကျွန်တော်ဒီဆရာကြီးမဟုတ်ဘူး။ ကနန်းနေထုတ်ပြီးရောင်းစားနေတဲ့လူတယောက်လည်းမဟုတ်ဘူးเนาะအဲ့တည်းကျွန်တော်တို့ကြိုက်မှာယူကျွန်တော်တို့ကတော့အာချင်းဒီကိုချလိုက်ဘလို့အော့ပြလိုက်ဘေးအော့ပြလိုက်ဆိုတဲ့ဟာမျိုးကိုကျွန်တော်မပြောပါဘူးเนาะ ကိုဖါကိုအကြိုက်တူမှသာနေယူပါကျွန်တော်တို့ကဒါအကြံပေးခြင်းတရားတော်ဆွေးနွေးရင်းညှိနှိုင်းရင်းတိုင်ပင်ရင်းသဘောမျိုးအနေနဲ့ကျွန်တော်တင်ပေးခြင်းပဲဖြစ်ပါတယ်ဒါမှကျွန်တော်တင်ပေးတာကိုမကြိုက်လို့ကိုဖါကိုကီးထိတ်ကိုယူပြီးကစားမယ်ဆိုလဲကီးထိတ်ကိုယူကစားကီးယိုယိုယူကစားမယ်ဆိုလဲကီးယိုယိုယူကစားဒါမှမဟုတ်ဘရိတ်ကိုယူကစားမယ်ဆိုလဲဘရိတ်ကိုယူကစားပါနော်ဘယ်အရာမှတော့ကျွန်တော်တို့ကချင်းစီကံမာကြီးတော့ပြောလို့မရဘူးတိုးတော်ညာလဲဒီ20တွေကတော့အမျိုးတို့ကျွန်တော်နဲ့လက်တွဲပြီးတော့ကြည်လာခဲ့တဲ့ကျွန်တော်ရဲ့ friend ဟောင်းနေနော်အများအားဟိုအမအမအဆုံးအားပေးနေကြတဲ့လူတွေ တည်ရယ်နော်ကဲအဲ့တော့မိမိကြိုက်နေတဲ့အရောမိမိသာရွေးချယ်ပြီးကစားပါနော်ကဲအဲ့တော့ဒီကနေ့ကကျွန်တော်ရဲ့တင်ဆက်မှုတွေကတလောက်ပဲဖြစ်ပါတယ်အားလုံးဗိုလ်တို့နေမှာအောင်ပွဲတွေရပြီးပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်နေဆူတောင်းပြီးဒီကနေ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ